အားလုံးပဲမင်္ဂလာပါရှင်ဆုမြတ် cooking vlog မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာဆိုလို့ရှိရင်တော့မိမိတို့အိမ်မှာနနက်စာအဖြစ်နဲ့အရသာရှိရှိလေးစားလို့ရတယ်ထမင်းတုပ်လေးကိုတက်ဆက်ပေးသွားပါမယ်အဲ့တော့ဆက်လက်ပြီးတော့ဆောင်ကြည့်ပေးပါအောင်ရှင်ဒီမှာဥဆုံးအာထမင်းပူပူလေးရယ်ပေါ့နော်ဒီနေ့အတွက်နေပြမယ်အနှစ်လေးဖြစ်တဲ့စလုံးမျိုးချင်မောင်ကြောင့်အနှစ်လေးနဲ့နေပြပါမယ်ကိုယ့်အိမ်မှာစားနေဆိုလို့ရှိရင်လည်းပေါ့နော်ထမင်းပူပူလေးနဲ့စားတဲ့အခါကျတော့ပို့ပြီးတော့အရသာရှိသေးပါတယ်အနှစ်လေး ယူဆိုလို့ရှိရင်တော့ပစုံကြောက်ပေါ့နော်သူရဲ့မှာပစုံကြောက်လေးကိုလည်းတွေ့ပြီးတော့ထည့်ပါမယ်အဲတော့အခုဒီချင်းတော့အနှစ်လေးနဲ့ရနေနော်ဒီချင်းကိုတိတိကျကျလေးနှမ်းဆက်အောင်နေပြီးဖို့လုပ်ပါရယ်အခုလည်းဆိုလို့ရှိရင်ပြည့်ပြည့်ချင်းမောင်ကျော်တွေမှာဟောပါတော့ဒီအနှစ်ကဟောရတာရှိပြီးသားဖြစ်တဲ့ကြောင့်လို့တခြားဘာမှသူ့အတွက်အချိုကဲရတော့ဗျာဒါပါတော့ပုံမှန်လေးစိတ်ကြည်ရတာကမှမလို့ပါဟောဒီအနှစ်လေးနဲ့ ဒီစစားလေးပေါ့နော်။နည်းပေးမယ်ဆိုလို့ရှိရင်တော့ရပါရှိရထင်းနေတယ်လို့ဖြစ်လာမှာပါ။အဲ့ဒီစီရလေးနဲ့နဲ့ပြန်လို့ဒီပူတော့လိုပါတယ်။အခုကတော့ဒေချာနှင်းဆလေးနဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထင်းနေတဲ့ပွဲလေးကိုပြန်ပြီးတော့ဒေချာလေးထင်းလိုက်ပါအောင်နော်။ ခုဆိုလို့ရှိရင်တော့တတိစကြလေးပေါ့နော်နှမ်းဆက်အောင်နေထားတယ်ချင်းနေနေရတော့ရပြီးပြီပဲဖြစ်ပါတယ်အဲ့တော့သူနဲ့အတူတူပေါ့နော်တွဲစားဖို့အတွက်ညီမတို့ချက်ဝူအစင်တင်ပြီးကြိုးထားပြီးသားဖြစ်ပါတယ်ညီမချက်ဝူပေါ်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ချင်းရဲ့အပေါ်လေးမှာဆိုလို့ရှိရင်နှမ်းလေးပေါ့နော်နှမ်းလေးလည်းရတာရှိအောင်ထပ်ပြီးရရှူပေးပါမယ်နံနေပြီဆိုလို့ရှင်တော့အစင်တင်ချက်ထားတဲ့စီချက်ဖက်လေးပေါ့နော်ပို့ပြီးတော့မှုရတဲ့အရာတာလေးဖြစ်အောင်စီချက်ဖက်လေးရဲ့ပေါ်ကနေပြီးတော့ထည့်လိုက်ပါမယ် ဒီလိုရှိရင်တော့ဒီဘက်မှာပေါ့နော်သူရဲ့ဒီထင်းထင်းတုပ်လေးထဲမှာတွဲပြီးတော့ဆက်လို့ရမယ်သူစရာလေးလေးကိုလည်းတခါတယ်ဒေချာလေးလေးဖြတ်ထားပါတယ်အဲ့တော့ဒီမျိုးဒီနေ့ဒီနေ့ပေါ့နော်တခါတယ်တွဲပြီးတော့ဆက်မယ်ဆိုလို့ရှိရင်ပေါ့နော်အာဟာရလည်းကြည့်ပြီးတော့ရတာရှိရဲ့ဒီစလုံးလေးချင်မှတော့ထင်းထင်းနဲ့တုပ်လေးရတော့ရပြီဖြစ်ပါတယ်ပေါ့နော်ကိုရှင်တော့သူအပေါ်ကဒီရနေပါတော့ဒီမှာချက်တုံဖြူလေးတွေ ကြိုက်တယ်လို့ဆိုလို့ရှင်လဲစကူလေးထွက်ပြီးတော့ဆောင်းလို့ရပါတယ်။ဒီနားနေပြီးတော့မြို့ပြီးစိမ့်လေးလည်းဒီမျိုးစုံနေနေပေါ့နော်ထည့်ပြီးတော့ဆောင်းလို့ရပါတယ်။အဲဒီနေ့လေးမှာဆိုလို့ရှင်ရတော့ညမဒါမနက်စာဖြစ်နေပေါ့နော်မိမိတို့အိမ်မှာလက်ကူရိုးရှင်းပြီးတော့ရတာရှိရဲ့စလုံးကြီးချမောင်ကျော်သမင်းနယ်လေးကိုကိုနဲ့တွေ့ဖက်စားတောင်းမယ်အစာပလာလေးနေပေါ့နော်ပြပြစလုံးလေးတုတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်အဲမမျိုးအိမ်မှာလည်းအခုလိုမျိုးလလကူကူလေးနဲ့ဆက်တောင်းနိုင်တဲ့ ဆားဆာလေးဖြစ်ဖို့အတွက်ညီမကတော့ဒီချန်နယ်ညောင်းပြီးနေရဖြစ်ပါတယ်။အဲဒီနေ့အတွက်လည်းညီမရဲ့ဗီဒီယိုလေးကိုအစားဆုံးလိုက်ပါကြည့်ရှုပေးကြတဲ့သူတယောက်ချင်းဒီအားလုံးကိုကျေးဇူးအများကြီးပဲတင်ရှိပါတယ်ရှင်။ Love you all.